လုံးပန်းမင်္ဂလာပါခြေရတော့ Grade 1 Mathematics ကိုသင်ကြားမယ်ခြေစုဆန္ဒဖြစ်ပါတယ်ခြေသင်မဲ့အပိုင်းကတော့ Chapter 10 Methods of Integration ရဲ့10.2 Substitution Method ကိုသင်ကြားမှာဖြစ်ပါတယ် တော့လန်နေအောင်ကန်းအနေနဲ့စာသင်သားတို့အနေနဲ့ဗာရမလဲဆိုရင် substitute နဲ့ method ရဲ့ integration or substitute နဲ့ method ပေါ့နော်ဘလို substitute လုပ်ပြီးတွက်မလဲဆိုတဲ့အကြောင်းကိုရရှိသွားမှာဖြစ်ပါတယ်ကဲ OB ဒါဆိုရင်သူရဲ့ formula integration so f g o h g prime x dx integral f u du ဘယ်အောင် substitute လုပ်မလဲဆိုကျတော့ g o h ကို u လို့ထားမယ်။နောက် substitute method မှာဘ ᱹ ဘူးကိုချိန်မယ်။ dx ညာတဲ့ညာတဲ့မှာ du ကိုချိန်မယ်။ ။ step number 2က x variable အားလုံးကို x ညာတွေ့ရင်တွေ့ရင် u တွေပြောင်းမယ်။ပြီးရင် u ကို differentiate လုပ်မယ်။ပြီးတော့ rewrite ပြန်ရေးမယ်။ u နေရာမှာ x တွေကိုပြန်ရေးမယ်။အားလုံး sin 50နဲ့ reduction တော့မှာဖြစ်ပါတယ်။ဒါဆိုရင် example 6ကိုစတွက်ကြည့်အောင်။ကျွန်တော် integration ဆို x e to the power x square dx ဒါဆိုရင် u ကိုဘယ်ဟာထားမလဲဆိုရင်ကျေလို့ဒီညာလေးပေါ့ x2 ကိုထားမယ်။ဒါဆိုရင်သူ့ကိုတစ်ချိန်ရှိ du 28 SDS ကိုပဲလိုချင်တဲ့အတွက်2ကိုဒီဘက်ရွှေ့လိုက်တော့1.2 GU SDS ဒါဆိုရင်ကျဲတော့ SDA အစားဘာလို့ထည့်မလဲ1.2 GU ထည့်မယ် A square နေရာမှာ U ကိုထည့်မယ်ဒီကုလုံးက U တွေဖြစ်သွားပြီပြောင်းပြီးသွားပြီဆိုရင်စပြီး integrate လုပ်လာပြီ e to the power integrate လုပ်တော့ e to the power 1 e to the power u c မူလ origin ကိုပြန်ထည့်တော့ u နေရာမှာဗာထည့်လိုက်မယ် a square ကိုပြန်ထည့်လိုက်ပါမယ်နောက် number b ကိုကြည့်မယ် sin H cos A D A sin ကိုယူပေးလိုက်မယ်။ sin ကိုရှိတော့ cos A D A D U ပါ။အဲ့တော့ cos A D A D U ဖြစ်သွားတယ်။ဒီနေရာမှာက U အဲ့တော့ U to the power of 4ပေါ့။ integrate လုပ်ရင် power ပေါင်းတယ်ဆိုတော့ U to the power of 5 by 5. U နေရာမှာ0 sin ကိုပြန်ထည့်မယ်ဆိုတော့ sin 5 8 by 5 plus C ပါ။ သူက integration PIBIC ထည့်ပြီးရတယ်ဒါပေမဲ့ဘယ်အချိန်မှာလဲဆိုနောက်တင်မဲ့ခန်းနေဖြစ်တဲ့ limit ပါတယ်ပေါ့သူမှ integration ပေါ်ဒီမှာ limit ပါရင်တော့စီထည့်စရာမလိုပါဘူး example 6 integration of a square bracket ထဲမှာက h2 by 3 1 the whole cube dx ပေါ့ဒါဆိုရင်ကျတော့ဘယ်အောင်ယူထားမလဲဆိုဒီထည့်ရအောင်ယူထားမယ်ပြီးရင် shape ဒီ power shape ချတင်ညို့တော့ a square သတိညာသတိညာကြည်သွားတာပေါ့နော်အဲ့တော့ပြီးတော့ဒီညမှာကျတော့ယူထဲတော့ YouTube ဖြစ်သွားမယ် a စကွဲ dh ညမှာ du ဖြစ်သွားမယ် YouTube ကို integrate လုပ်တော့ u4 by 4ရပြီ integration ပြီးသွားပြီဆိုတာ ਨੇ ကျတော့ original ကိုပြန်ထည့်1/4ဒီတိုင်းသာ junior မှာ h2/3 1 the whole power 4ပြီးတော့ plus c ပေါ့နံပါတ်ဒီကိုကြည့်မယ် root လေးပါမယ် 1-5 dh ဒါဆိုရင်အထဲထဲအကောင်လေးကိုယူထားမယ်သူ့ကိုဒီယူချိန်လိုက်တော့ -5 dh ဒီဘက်ပို့မယ် -5.5 dh ဒီပုံစံလေးကိုကျေလို့ယူထည့်မယ်ဆိုတော့ယူတူးတဲ့ပါဝါ1.2 dh နေရာလေးမှာ -1.5 du u ကို integration လုပ်လိုက်တော့ပါဝါ1ပေါင်းမယ်ဆိုတော့2.3 2.3နဲ့ပြန်စားတော့ပြောင်းပြန်လိုက်တော့2.3ပေါ်ကယူတူးတဲ့ပါဝါ3.2 c အဲ့တော့နှစ်ခုကိုရှင်းလိုက်တော့ခြေတို့နောက်ဆုံးမှာအရမလဲဆိုယူတုတပါ3 by 2ရှေ့က2 by 15 2 by 15ယူနီယာလေးမှာ original ကောင်ပြန်ခက်1 minus 58 double power 3 by 2 plus c ဆိုရမယ်နောက်ဆုံးဆက်မှာပြန်ထည့်ရပါမယ် example sys ရဲ့နံပါတ် e ပေါ့ integration ပဲဒါလည်း u ပြီးထည့်မယ်ပေါ့ u ထည့်မယ်ယူကိုဘယ်ဟာထည့်မလဲဆိုဒီထည့်ရအောင် u မယ် a2 5ကိုယူထားပါဝါရှေ့ချတင်းနှုတ်တော့ do hdx အဲ့တော့2ကိုဒီနားမှာကျတော့ x ပဲလိုချင်တယ်ဒီဘက်ကိုပို့လိုက်တော့1 2ဖြစ်သွားတာပါ hdx အဲ့ဒီအစ်စ်မှာကျတော့ဘာထည့်မလဲဆိုယူထည့်မယ်ယူ2တဲ့ပါဝါ1 2 ဒီနေရာလေးမှာ1/2ဒီ1/2အရှိပို့လဲရရတယ်3/2ဒီမှာ integrate လုပ်တော့1/2ကိုတက်ပေါင်းတော့3/2 2ကိုပြောင်းပြန်လိုက်တော့2/3ကျေသွားတော့ you do the power 3/2 c junior မှာ original ထားခဲ့တဲ့ကောင်ပြန်ထည့်မယ် a square 5ကိုပြန်ထည့်မယ် power 3/2 c ပါကျတော့ number 4ကိုကြည့်အောင် number 4က cos2a dx အဆိုရင်သူ့ကိုယူထားမယ်ပေါ့ယူမထားခင်ကျတော့ဆိုင်းကိုချိန်လိုက်မယ်ဝမ်းမိုင်းနဲ့သူကကျုပ်ဆိုတော့နည်းနည်းလေးရှုပ်မှာဆိုလို့ငကိုဖော်မြူလာပေါ့ sin square is plus cos square equal to 1ကိုယူလိုက်တဲ့ဖော်မြူလာဒါဆိုဝမ်းမိုင်းနဲ့ sin square ဒီညမှာဝမ်းမိုင်းနဲ့ sin square ဖြစ်အပြင်မှာ cos h ဖြစ်မယ်ဒါဆိုယူထားလို့ရပြီ u ကို sin ထားမယ်ဆိုရင် du ဆိုရင် cos h အပြင်ကောင်ရသွားပြီဒါဆိုရင်သူ့ကိုပြန်ခရမယ်ဝမ်းမိုင်းနဲ့ u square du ရှိပ်ပြီးကျေလို့ integrate စလုပ်ပြီး u 1ဆိုရင် u u square ဆို u2 by 3 c junior မှာကျေလို့မူရင်းကိ substitute ပြန်လုပ်မယ် sin a sin x အဲကြောင့်မလို့ sin x မှာည1 by 3 sin 2x c ကိုရရှိမှာဖြစ်ပါတယ် now number 2 number 2က g' x' g' x dh ဒါဆိုရင် g' x ကိုကျေလို့ u ထားဆိုရင် du ် Gibraltar SDA ဒါဆိုလို့ရှိရင်ကျေလို့ယူထားလိုက်ကောင်1ဘိုင် UTU ဆိုတော့ lot เนาะ lot လို့ရေးလဲရတယ် airline လို့ရေးလဲရတယ် airline modulus ဆိုတော့ u plus c ပါမတာဖော်မြူလာပေါ့ကျေတော့တန်းချန်ဆိုရင်ရောဘယ်လိုလုပ်မလဲတန်းချန်ကိုတန်းမလုပ်ပါဘူးစိုင်းပိုင်း cost လို့လုပ်မယ်ဒါဆိုလို့ရှင်1 by cost ဖြစ်တဲ့အတွက်သူဒီ1 by ln modulus of cost ပါ ကိုတန်းချက်ဆိုရင် cost by size သူလည်းဒီလိုပဲအောက်ကရှိလို့အပေါ်ရတယ်ဆိုရင် alien size modular so size black c ပါဒီမှာတော့ integration မှာ ကိုပိုင်အနှုတ်ပါလို့အနှုတ်ထည့်ထားတာပါ SMS 7ရဲ့နံပါတ် E လေးပေါ့အဲ့တော့28 finance အ1 divided by a square minus 8 minus 6 dh ပေါ့နော်အဲ့ဒါကိုကျေတို့ integrate လုပ်မယ်ဆိုရင်ဘယ်လိုယူထားမလဲပေါ့နော်ဘိုင်းကျေကိုပဲယူထားလိုက်မယ် let u equal to a square minus 8 minus 6လို့ကျေတို့ထားလိုက်တယ်သူ့ကိုရှိတ်လိုက်တဲ့ခါကျတော့ du သူ့ကိုရှိတ်လိုက်တော့ 2x minus 1 dh ဖြစ်သွားမယ်ပေါ့နော်အဲ့ဒီတော့ဒီမှာကျေတို့အစားသွင်းတဲ့ခါကျတော့ 2x minus 1 dh နေရာမှာ du ထည့်မယ်အောက်ကဘိုင်းကျေနေရာမှာယူထည့်တော့1 by u du ပေါ့သူ့ကိုရှိတ်လိုက်တော့ဘာဖြစ်သွားမလဲရှိတ်လိုက်မယ်ဆိုရင်ပေါ့နော် ရှေ့ပြီးသားကိုပြန်ထည့်တာကိုရိတ်လိုက်မယ်ဆိုရင် LNU plus ဘာဖြစ်မလဲ C ပြီးဝိုင်း LNU နေရာမှာဂျယ်ရိုငကို origin ကိုပြန်ထည့်မယ် a square minus h minus 6ပေါ့နော် plus C ပါ example 7ရဲ့ B a square plus 2a minus 1 by a square minus 1 refraction လေးကိုဂျယ်ရို integration လုပ်မယ်ဒါဆိုလို့ရှိရင်နော် ရာကိုပြန်ကူးရေးထားတာပေါ့ immigration ကိုပြန်ကူးရေးထားတာပြန်ကူးရေးထားလို့ရှိရင်ကျေတော့ဒီနားလေးကိုပြင်မယ် a square minus 1နဲ့ a square minus 1နဲ့ကြည်သွားတော့ရှိရ1ပေါ်မှာ 2x ပဲကျန်တယ်အဲ့လိုအနေထားရောက်တော့မှကျေတော့ယူထားမယ် u equal to a square minus 1ပြီးတော့ရှိတ်လိုက်တော့ 2x d8 du နားမှာဘာထဲမလဲဆိုရင်ကျေတော့1ကတော့ 1x ဒီကောင်ကဘာဖြစ်သွားမလဲ u 1 by u du 1 by u ဆိုတော့သူ့ကို integrate လုပ်လိုက်ရင် ln modulus of u + c ယူနီယာမှာဗာထည့်မယ်ထားခဲ့ဘူးတဲ့အကောင်ပြန်ထည့်မယ် a square minus 1ဒါကြောင့်မို့ less answer သည် a plus a less modulus of a square minus 1 plus c ရရှိမှာဖြစ်ပါတယ် Samuel 7 get C 1 by ပေါ့နော်သူလဲ fraction ပုံစံပေါ့အဲ့တော့ fraction ပုံစံပေါ့ဆိုရင် तू ကဒီတိုင်းရှင်းလို့ရှင် a ln 1 e to the power h ဒီပါထွက်သွားရင် तू ကနောက်ဆုံးဖြေကြရင်မထွက်ဘူးဒါကြောင့်မလို့သူ့ကိုနည်းနည်းလေးလှုပ်ဆောင်ချက်လေးရှိတယ် e to the power -8 เนี่ยအပေါ်အကောလာမြောက်ပြီဒါဆိုရင် e to the power -8 ဒီနှစ်ခုမြောက်လိုက်တော့1အပေါ်က e to the power -8 ဒါဆိုရင်ကျတော့ယူထားမယ်ဒီပိုင်းခြေကြီးကြီးလေးကိုယူထားမယ်ယူထားမယ် တချင်းရှိတော့ du u သဘောမိုင်းညာအကိုရှိလိုက်တော့ u သဘောမိုင်းညာအရှိတော့ minus d ထပ်ချက်မယ်။ဒါဆိုရင်ဒီအောက်ကပိုင်းခြေက u အပေါ်က du အနှုတ်ကိုပြင်ထုတ်လိုက်မယ်။ ln modulus of u plus u original ထားခဲ့တဲ့ကောင်ပြင်နေမယ်။ e to the power minus a plus 1ရှေ့က minus ကောင် minus ပဲပေါ့နော်။နောက်ဆုံး less answer မှာ x တန်ဖို့ပြင်ပြင်ထည့်ပြီးမယ်။ နောက်တစ်ပုဒ်က Seagas A ကိုဒါလေးဖြစ်ချင်တာပေါ့ဒီလိုပုံစံလေးဖြစ်ချင်တာပြုပြမယ်ပေါ့ချဲလို့ Seagas HDAs ကိုနော်ဒီလိုပုံစံလေးဖြစ်ချင်တဲ့အတွက်သူလဲလာပြီးတော့ဒါလှုပ်ဆောင်ချက်ပေါ့ထပ်ပြီးတော့ပေါင်းအောင်မြှောက် Seagan Express, Danyan H by Seagan Blood Danyan သူ့ကိုကျင်းလိုက်တော့1ပေါ့ဒါပေမဲ့သူ့ကိုလာပြီး H square လာပြီးတော့ထပ်မြောက်ပြီးတာအဲ့တော့အပေါ်ကောင်းဒီပါဖြစ်သွားမယ် Seagan Square ရဲ့ Seagan Danyan ဖြစ်သွားမယ် အောက်ကစီကန် express တန်ချန်ကြီးဖြစ်သွားမယ်အဲ့လိုအချင်းကြီးရောက်တော့မှကျတော့ယူထားမယ်ပိုင်းချီယူထားမယ်သူ့ကိုရှိတ်မယ်စီကန်ကိုရှိတ်တော့စီကန်ရဲ့တန်ချန်ကြီးတန်ချန်ကြီးကိုရှိတ်တော့စီကန် square 8ပေါ့ migration လုပ်မယ်ဒီမှာယူထည့်လိုက်တော့1 by UDU alan dot ပေါ့နော် alan ော်ကျလဲဆော်ယူယူနီယာမှာကျတော့မူရင်းခက်ခဲ့တဲ့စီကန်အီတန်ချန်အီကိုပြန်ထည့်ပါမယ်။အားကြောင့်မို့အဲလန်မော်ကျလဲဆော်စီကန်အီစပရက်တန်ချန်အီ plus c ။ဒီနေ့နောက်ဆုံးအန်ဆာမှာအစ်တန်ကိုပြန်ထည့်ပါမယ်။အောင်နံပါတ်ဘီကဒါကျေလို့ကိုစီကန့်စ်ကိုအတူောက်ရေးထားတာ C SC ပေါ့ကိုစီကန့်ကိုဒီပုံစံလေးဖြစ်အောင်ရှိုးသက်လေးပြအောင်ဒါလည်းသို့သောပုံစံနဲ့ဆင်နေဘာလို့ပုံစံဖြစ်သွားမလဲကိုစီကန့်ကိုတန်းကျပ်အပေါင်းလာပြီးတော့ပေါ်အကောင်မြောက်တာ1ပေါ့တကယ်တော့1နဲ့လာမြောက်တာ ။ဒါပေမဲ့ကျတော့ပုံစံပြင်လိုက်တာအဲ့တော့ကိုစီကန်ကိုမြောက်လိုက်တော့ကိုစီကန် square ကိုတန်းချန်ကြီးကိုစီကန် A ကိုစီကန် A plus ကိုတန်းချန်အဲ့တော့မှအပိုင်းခြေကိုခြေလိုယူပေးမယ်။ဒီယူရှိပြီ။ကိုပါရင်ရှိတော့ကိုပါတော့ကိုရှိတော့အနှုတ်ပေါ့။ကိုစီကန်ကိုရှိတော့ကိုတန်းချန် A ကိုစီကန် A ကိုတန်းချန်ကိုရှိတော့ကိုစီကန် square A ဒီရပြီ။ဒါဆိုရင်အစားသွင်းတာလွယ်သွားပြီ။1 by 2နှုတ်ကိုပြင်ထုတ်ထားမယ်ဒီယူ။ -ln modulus of u + c ပြန်တွဲမယ်မူလကောင်ပြန်တွဲမယ် -ln cosec a + cos tan a + c ပါ zero is aside 10.2ပေါ့ကြည့်အောင်နံပါတ်1ရဲ့ a လေးကိုသူကတော့ u တန်မိုးလေးဒါလေးထားမယ်လို့ပြီးတာတကယ်တော့အဲ exam နေပါဆိုရင်တော့ u ကိုဘယ်ဟာထားလို့မပြောဘူးပေါ့เนาะ zero ကိုပါကို ရွေးပြီးတော့ထားရတာပါ integrations of 4hu integrals of modulus or x to the power 4 minus 1ဒီခွင်းလေးအကောင်ယူထားမယ်သူ့ကိုရှိတော့ power ရှိကြတင်ုံနဲ့ရှိမယ် 4hu gh ဒါဆိုရင် 4hu gh နေရာမှာဘာထည့်လိုက်မချေလို့ဒီ u ဒီနားမှာက u ထည့်မယ် u integrate လို့တော့ power ပေါင်းတော့3 by 2 3 by 2ပေါ်လန်တင်လိုက်တော့2 by 3 ။ဟော junior မှာကျတော့မူရင်းကိန်းကိုပြန်ခဲ့မယ် h to the power 4 minus 1ကိုပြန်ခဲ့မယ် the whole power 3 by 2 plus c ပါ။နောက်နံပါတ်2ပေါ့သူက62နဲ့မသက်ပါပဲအဲ့တော့ဒီမှာက a2 a ကိုဂျယ်လိုယူထားလိုက်မယ်သူက square ပါလေးကိုယူထားတယ်ဒါဆိုရှင် 2a 1 dx ရေးစပလောင်းရှိလားရှိခဲ့တယ်ဒါဆိုရင်လောလောလေးပဲဖြစ်သွားပြီဒီနားမှာ you do the power 7ဒီနေရာမှာ GU you ကိုရိတ်လိုက်တော့ you do the power 8 by 8 plus c ယူနေရာမှာဘုရို့ဒီမလဲ 2s plus 1ကို 2s plus 8ကိုပြန်ထည့် power 8 by 8 plus c အဲ့တော့1 by 8ကိုပြင်ထုတ်ရေးလဲရတယ်ဒီလိုပုံစံရေးထားလဲရှားပါတယ် now number 3ပေါ့ဒါ a လမ်းပါတယ် a square နှစ်ခုပါတယ်ဒါလည်း substitute တင်နေပဲတွေ့မယ် ။အော်ဂျယ်တို့ကဒီအလန်ပါတဲ့အားလေးကို substitute လုပ်ဖို့ယူရွေးလိုက်မယ်။ဒါဆိုရင်အလန်ကို ရှိတော့ 1/a2+1 a2 ကိုထည့်ရှိတော့ 2x dx ။ဒါဆိုရင်ဂျယ်တို့က2လေးကိုဘက်ပို့လိုက်မယ်1/2 hdx လေးကြံဒီပုံစံလေး hda လေးကြံတော့ဒီနေရာကိုဘာထည့်လို့ရပြီလဲဂျယ်တို့ du 1/2 du ထည့်လို့ရပြီဒီဘက်က1/2 ဝမိုင်ဒူကိုပြင်ထုတ်လိုက်ရဲ့ constant လို့ဝမ်မိုင်ကိုရိတ်လိုက်တော့ Alan Modulus or U+C Alan ကငကို Alan U နေရာမှာထားခဲ့ရတယ် Alan A2 1 Modulus plus C ပါ Alan နှစ်ခါထပ်နေ original Alan ထပ်ပြီးအစားသွင်းနေ Alan ပါအဲ့တော့ကျတို့ကြံနေပေါ့နော်ပုံစံလေးတွေကို homework လေးတွေ့ပြပါဒီနေ့တော့ခြေတဲ့ငယ်ငယ်စာအုပ်တစ်လောင်းနဲ့ပဲရိတ်လိုက်ပါမယ်အားလုံးကျေးဇူးတင်ပါတယ် ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမိကုံးအဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်